ားပါရှင်တဝဲဝါရှက်တပတ်အတွက်တင်းနှိုင်းတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျမတော့ရှင်ပါအခုတပတ်မှာတော့အော်တိုဘလ18ရက်နေ့ကနေ23ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနှိုင်းတိုင်းအတွင်းတင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်တင်ဆက်ပေးမယ့်တင်းတွေကတော့ထိုင်းမြန်မာနယ်စပ်ထီဟီကိုလေရင်နဲ့ဘုံထက်ကျဲလို့နှစ်ဦးထင်ရရတဲ့အကြောင်းတဝဲအထူးစီးပွားရေးဆောင်ကိုသွားတဲ့လမ်းမှာရှိတဲ့ရွာတွေကိုဆက်တိုက်စစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးနေတဲ့တဲ့တင် လေကြောင်းတိုက်ခိုက်မယ်လို့သတင်းထွက်လို့တင်းနေတဲ့ကဒေတာခန်တချို့ထွက်ပြေးတင်းရှောင်နေကြတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် လေကြောင်းအပြုတ်လာတဲ့ဆီယနာရှင်ကြောင့်စစ်ပေးရှောင်800ကျော်လာတဲ့တင်းနှသားကြီးအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်ထားတဲ့ထီခီရွာကိုအော်တိုဘားလ14ရက်နေ့မှာဆီယနာရှင်တပ်ကဂျက်တိုက်လေယာဉ်နဲ့ပုံထက်ကျဲလို့လူနှစ်ဦးထဏ်ရာရသွားပါတယ်။ ။တည်င်းအပြည့်စုံကိုတော့ထဝေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တိုင်းမြန်မာနေဇတ်ကနီယူထိချုပ်ထားတဲ့ထိခိရွာကိုအတူပါလဆယ်ရည်နေမှာဆက်နာရှင်တကဂျက်တိုက်လီရင်နဲ့ဗုဒ္ဓကျေလိုလူနေဦးတန်ရရှာသွားပါလေ။နေ့နဲ့7နာရီခွဲလောက်မှာဂျက်တိုက်လီရင်တစင်ကဘုံလီလိုကျဲချတက်ခိုက်ကျလိုဈေးဆိုင်တဆိုင်လေးမိလောင်ပြစီသွားတယ်လို့ဆိုပါတယ်။ဘုံကျဲတက်ခိုက်ရမှာ လူနေဦးတန်ရာရှားသွားတယ်လို့ကနေဦးကြားသိရပြီးဘယ်သူဘဝဖြစ်တယ်ဆိုတာအသေးစိတ်ချက်လဲမတိရဘူးလို့ဒေတာခန်ကပြောပါတယ်ခင်းညူတမဟာလီထိချုပ်ထားတဲ့ထိခိထေတာကိုဆက်အနာရှင်တကအော်တိုဘာလာရှင်အနေကစားပြီးလိန်နဲ့ပုံကျဲတိုက်ခိုက်နေတာပါအော်တိုဘာလာစီရဲ့နေမှာလက်ထပ်ပြီးပိုကျဲတက်ခိုက်တဲ့အတွေ့အော်တိုဘာလာအတွင်လေးနဲ့ပိုကျဲတက်ခိုက်တာ၃ရက်အထိရှိလာပြီဖြစ်ပါတယ် ဒီလိုပိုကျဲတက်ခိုက်တာကြောင့်ကာစီနိုရောလောင်ကစားရောတချို့အပါဝင်အရတာနေနဲ့အလုံရောအဆောက်အအုံတချို့ထိခိုက်ပျက်စီးသွားတယ်လို့ Tiki Data ကံတွေကပြောပါတယ်တဝယ်မြို့နယ်မောင်မန်ရှောင်ရွာမှာအော်တိုဘားလ73ရက်နေ့မနက်ပိုင်းကအင်အား100လောက်ပါတဲ့ဆီယနာရှင်တက်စစ်ကြောင်းကိုဒရကစစ်ကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။တိတတင်းကိုတော့တဝယ်ဝါရှအဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ဒဝေမြို့နယ်မောင်မန်ရှောင်းရွာမှာအော်တိုဘားလ73ရက်နေ့မနေ့ပိုင်းကအင်အား100လောက်ပါတဲ့ဆက်နာရှိတဲ့စက်ကြောင်းကိုဒရော့ကစက်ကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဆက်နာရှိတဲ့စက်ကြောင်းဟာဒဝေမြို့နယ်ဇဟာရွာအခြေဆိုင်အမှတ်339နေအမြောက်တပ်ရင်းကနေရေဖြူမြို့ဘက်ဦးတည်ပြီးလက်နက်ခဲယံပို့ဖို့ထွက်လာတာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။တိုက်ခိုက်မှုအတွင်းစစ်နာရှင်တပ်ဘက်က9ဦးသေဆုံးပြီးဒရော့ကစက်ကြောင်းဘက်ကအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဒရော့ကစက်ကြောင်းကထုတ်ပြန်ပါတယ်။ စစ်နာရှင်တပ်သားတွေထိခိုက်သေးဆုံးတဲ့အခြေအနေနဲ့ပတ်သက်ပြီး Dual Watch အနေနဲ့တိကျအတည်မပြုနိုင်ခဲ့ပါဘူး။ဒီလိုတိုက်ခိုက်ခံရပြီးနောက်အော်တိုဘားလ၁၄ရက်နေ့မနေ့အစောပိုင်းကစပြီးမောင်မယ်ရှောင်းရွာတွင်ဆက်နာရှင်တပ်သားတွေနေရာယူထားတယ်လို့ဒေသခံတွေကပြောပါရယ်။မောင်မယ်ရှောင်းရွာဟာရေးတဝဲပြည်ထောင်စုလမ်းမအပေါ်မှာတည်ရှိပြီးတိုက်ပွဲတွေနဲ့ဆက်နာရှင်တပ်ကနေအိမ်မီးရှို့တာတွေကြောင့်ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးနေရတာတစ်နှစ်ကျော်နေပြီဖြစ်ပါရယ်။တပတ်အတွင်းသတင်းတိုတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပလောမြို့နယ်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့ပလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဟာဒဝယ်မြို့သားလုံးမြောက်ရေးတပ်တော် DNL နဲ့ပူးပေါင်းခဲ့တယ်လို့အော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ပလောမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ2023ခုနှစ်ဇွန်လမှာပလောစစ်ကြောင်းတပ်အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး2024ခုနှစ်မေလမှာတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကိုယ်ကံမှုအောက်မှာရှိတဲ့ပလောပကဖရဲ့တပ်ဖွဲ့တစ်ခုအဖြစ်ပြောင်းလဲလိုက်တာပါ တဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်စီပူပေါင်းဖို့လွန်ခဲ့တဲ့၄လလောက်ကတည်းကမြေပြင်တွဲဆုံသဘောတူညီမှုတွေလုပ်ပြီးပူပေါင်းကြတာလို့ DNL တာဝန်ရှိသူနဲ့ပလောမျိုးနယ်တိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်ဒီလိုမပူပေါင်းခင်စက်တင်ဘာလဆန်းပိုင်းကပလောပကဖတပ်ဖွဲ့အဖြစ်ကနှုတ်ထွက်ဖို့ပလောပကဖစီအကြောင်းကြားခဲ့ပြီးစာနဲ့နှုတ်ထွက်ခွင့်တင်ထားတယ်လို့မြို့နယ်တပ်ခရဲတပ်ဖွဲ့တာဝန်ခံကပြောပါရယ်။ရေပြည်မြို့နယ်ဇာတိကျေးရွာအုပ်စုကိုဆင်အနာရှင်တပ်ကအော်တိုဘားလဒုတိယအပတ်ကစပြီးစစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါရယ်။ အော်တိုဘာလာ၁၇ရက်နေ့ဝန်းကျင်ကစပြီးကလျောင်တက်နယ်မှာရှိတဲ့ခလာယာ239နဲ့ခမရ၄ရောက်ကိုကဆရာနာရှင်တက်သားတွေဟာဖောင်းတော်ရဖက်ကနေဇာတိကျရအုပ်စုဖက်စစ်ကြောင်းထိုးလာတာပါဒါအပြင်မွေဝတီရေတက်ကဆင်နာရှင်တက်သားတွေကလည်းကြောက်ထရန်ရွာဘက်ကနေဇာတိကျရွာအုပ်စုဘက်လှိမ့်နဲ့ကူးလာကြတယ်လို့ဆိုပါတယ်။စစ်ကြောင်းနှစ်ခုပေါင်းအင်အားတရာဝန်းကျင်ရှိပြီးအော်တိုဘာလ15ရက်နေ့မှာတော့ထွက်ဝဘဝလန်အတိုင်းချီလီယင်စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဆရာနာရှင်တက်စစ်ကြောင်းဝင်လို့ဇာတိကျေးရွာအုပ်စုမှာရှိတဲ့ခေါင်ပြန်တိုက်တကောထွက်ဝဆားတဲ့ကျေးရွာတွေကဒေသခံတွေထွက်ပြေးတင်ဆောင်နေရပါတယ်။ဇာတိရွာကဒဝဲအထူးစည်းပွားဆောင်တည်ရှိတဲ့နဘူးလေဒေသနဲ့တဘောဝဒန်းွေလုပ်ငန်းတွေတည်ရှိတဲ့ကံပေါက်ဒေသကိုဆက်သွယ်ထားတဲ့မြို့နယ်ချင်းဆက်ကားလမ်းပေါ်မှာတည်ရှိတာပါ။ဆရာနာရှင်တက်ဟာပြီးခဲ့တဲ့အပတ်ကတည်းကအထူးစီးပွားရေးဆောင်ဒေသကိုလည်းစစ်တောင်းထိုးပြီးစိတ်အားတိုးချဲ့နေပါဗျ။ တော်ဝဲတဆောင်တိုင်းနှစ်ချက်ရှိစုဖရားလှည့်ပွဲကိုအရင်တိုင်းညဘက်မှာလှည့်လည်ကျင်းပသွားမယ်လို့ခေါပကအဖွဲ့ဝင်တွေစီကသိရပါဗျ။စက်တင်ဘာလကလောက်ခဲ့တဲ့ပထမကြိမ်အစည်းအဝေးမှာတုန်းကနေဖက်လှည့်မယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့အော်တိုဘာလ16ရက်နေ့ကလောက်တဲ့အစည်းအဝေးမှာတော့ညဘက်လှည့်ဖို့အများသဘောနဲ့ဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။ဖရားဝင်တဲ့ကနေဖရားထွက်မဲ့အချိန်ကိုတော့ည9နာရီအစားညနေ6နာရီကိုပြောင်းလဲလိုက်တယ်လို့ဆိုပါတယ်။ နေကျိတ်ရှိစုဖရားလက်ပွဲကိုဒီဇင်ဘာလ14ရက်နေ့ညမှာကျင်းပလေးရှိပြီးဒဝယ်ဒေတာရဲ့အစီအကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဒဝယ်ဒီဇင်တိုင်းနေကျိတ်ရှိစုဖရားပွဲလက်ပွဲကိုကိုဗစ်ကာလကတည်းကရန်နာထားပြီး2023နဲ့2024ခုနှစ်တွေမှာတော့နေဘက်ကိုပြောင်းလဲလှည့်လည်ခဲ့ပါတယ်။အခုနှစ်ကျင်းပမဲ့ဒဝယ်ဒီဇင်တိုင်းနေကျိတ်ရှိစုဖရားလက်ပွဲဟာ113ချိန်မြောက်လည်းဖြစ်ပါတယ်။ တဝယ်မြို့တင်းဖို့စင်ရက်ွက်မှာအော်တိုဘာလဒုတိယပတ်အတွင်းစစ်မှုထမ်းမှုနေအိမ်မှာညဘက်ဖမ်းဆီးခံရတဲ့အမျိုးသားတဦးသိမ်းဆုံးသွားပြီးအလောင်းလာယူဖို့မိသားစုစီအကြောင်းကြားလာတယ်လို့ရက်ွက်နေသူတွေကပြောပါရယ်။အသက်30ဝန်းကျင်အရွယ်ကိုရန်နိုင်ဦးကိုညဘက်လာဖမ်းသွားပြီးနောက်တရမနေ့ပိုင်းမှာတော့အလောင်းလာယူဖို့မိသားစုစီအကြောင်းကြားလာတာလို့ဆိုပါရယ်။ကိုရန်နိုင်ဦးမှာတက်တက်ယောဂလိုယောဂအခမ်းတစ်ခုရှိပေမဲ့ရိုင်းနဲ့ခံရလို့တိတ်ဆုံးရတာလို့သတင်းတွေလည်းထွက်နေတာကြောင့်ဘာကြောင့်တိတ်ဆုံးလဲဆိုတာကိုအတိအကျမသိရသေးဘူးလို့ရက်ွက်နေသူတွေကပြောပါရယ်။ ကိုရနိုင်ဦးအဖမ်းခံရတဲ့ညမှာပဲစစ်အနာရှင်တပ်သားတွေကဒဝယ်မြို့ပေါ်မှာရှိတဲ့ဘုံမော်စရစ်ဒေါင်းဟုနဲ့ကရက်ပင်ရုပ်ကွက်ကနေတချို့ကိုဝင်ရောက်ပြီးစစ်မှုထမ်းဆူဆောင်းခဲ့တယ်လို့မြို့ခံတချို့ကဆိုပါတယ်တနင်္လာရီမျိုးနဲ့တကူကျေးရွာအုပ်စုနဲ့ပဝကျေးရွာအုပ်စုကိုဆ ਿਆ နာရှင်တက်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မယ်လို့တည်င်းတွေထွက်ပေါ်နေလို့ဒေသခံတွေထွက်ပြေးတင်းရှောင်နေကြပါဗျာ။ အော်တိုဘားလာ၁၀ရက်နေ့ကတကူကျေးရွာမီတက်ယုံကိုဆီယနာရှင်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးနောက်ထပ်ဘုံကျဲမယ်ဆိုတဲ့သတင်းတွေကြကြပြပြထွက်ပေါ်နေလို့ဒေသခံအများစုကတခြားကျေးရွာတွေကိုပြောင်းရွှေ့နေကြတာပါတကူကျေးရွာအုပ်စုမှာကျေးရွာပေါင်း၁၀ကျော်ရှိပေမဲ့အင်းရှိကုံတန်တိုက် PA စတဲ့ကျေးရွာ၆ရွာဝန်းကျင်မှာနေတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြတာလို့ဆိုပါရယ် ပဝါကျေးရွာအုပ်စုမှာရှိတဲ့ကျေးရွာတွေကိုလည်းလေကြောင်းတိုက်ခိုက်မယ်လို့သတင်းထွက်နေလို့ရွာတွေကဒေသခံတွေအော်တိုဘာလ17ရက်နေ့ကတည်းကဥယျာဉ်ခြံတွေနဲ့နှိစက်ရရွာတွေကိုပြောင်းရွှေ့နေကြပါတယ်။ဒါအပြင်ဆရာနာရှင်တက်ကစစ်ကြောင်းထိုးမယ်လို့တည်င်းတွေထွက်နေလို့ရန်ဖို့ရွာကန်းတို့ရွာဟောင်းနဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာ900လောက်ကပြည်သူတွေကြိုတင်တိမ်းရှောင်နေကြပါဗျ။တပတ်အတွင်းတည်င်းတို့တွေကိုနားဆင်ခဲ့ရတာပါ။ ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့လေကြောင်းအပြုလာတဲ့ဆီယနာရှင်ကြောင့်စစ်ပေးချောင်ရှိတောင်းကြော်လာတဲ့တင်းနှင်းသားကြီးအကြောင်းကိုတော့ဒိုဝဲဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာဖြစ်ပါတယ်။ဒေတ်စကန်ဌာနချုပ်အခြေပြုထားတဲ့တင်းနှင်းသားကြီးတိုင်းမှာဆီယနာရှင်ရဲ့ကြီးတက်တွေအတိုက်ခံရတိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုပိုပြီးအပြုလှုပ်ဆောင်လာပါတယ်။ ငိမ့်ညို့မှာခြေပြုထားတဲ့လေတပ်စခန်းဌာနချုပ်ကတနင်္လာရီတိုင်းရဲ့ဗဟိုချက်မှာရှိနေပြီးတိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့တော်လိုင်းရေးတပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုမကြာခဏပုံကျဲတိုက်ခတ်နေတာပါငိမ့်လေတပ်စခန်းအခြေဆိုင်ဝိုင်းထွဲတဲယူပို့ဆောင်ရေးလေရင် KHW တိုက်လေရင် FTC 2000ကြီတိုက်လေရင် MI ရဟယင်တွေနဲ့ဘုံကျဲတိုက်ခိုက်တာဆက်တနက်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေတောက်လျှောက်လှုပ်ဆောင်နေပါတယ် FE5 တနင်္သာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့စက်တမလအတွင်းလေကြောင်းတိုက်ခိုက်မှု28ကြိမ်ထပ်မံရှိခဲ့ပါတယ်။အထူးသဖြင့်လချီကြတိုက်ပွဲပြင်းထန်နေတဲ့ထိုင်းမြန်မာနယ်စပ်မောရောင်ကုံတွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိန်ခေါရွာဝင်းကျင်နဲ့ဒဝဲမြို့နယ်မှာရှိတဲ့ထီကီနယ်စပ်တကြောကိုလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာပါ။ အဲ့ဒီဒေတာတွေကဒေါ်လာရေးတက်တွေစိုးမိုးထိန်းချုပ်ထားတဲ့ဒေတာတွေဖြစ်ပြီးဆရာနာရှင်တက်လက်လော့ဆုံးရှုံးထားရတဲ့နေရာတွေဖြစ်ပါတယ်။ဒါအပြင်တိုက်ပွဲပြင်းထန်ပြီးဆရာနာရှင်ရဲ့ကြီးတက်တွေအထိနာတဲ့နေရာဒေတာတွေမှာလည်းလေကြောင်းပစ်ကူပေးတာတွေဖော်ဖော်တည်တည်အသုံးပြုလာပါတယ်။ဒေါ်လာရေးတက်တွေနည်းမြီစိုးမိုးထားတဲ့ဒဝဲခိုင်နဲ့ဘိတ်ခိုင်ထဲကနေရာအများစုကိုတံပြန်ထိုးစစ်ဆင်လာတဲ့ဆရာနာရှင်တက်က သူတို့အထိနာတဲ့အချိန်တိုင်းလေချောင်းပစ်ကူတောင်းလေးရှိတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုမဟာမိတ်ဆက်ဆံရေးတာဝန်ခံရဲဘော်မင်းထက်ကပြောပါရယ်စစ်ကော်မရှင်ရဲ့ပေါ့နော်ဒီရွေးကောင်ပွဲအာဂျင်တာရောက်ပေါ့ကျွန်တော်တို့ဒီတွန်လိုင်းပူပုတ်တက်တယ်နမည်စုမှုမှုအများကြီးရထားတဲ့ဒီကြီးလက်တွေတော့တွေကိုပြန်ပြီးတော့ထိုးစစ်ဆင်လာတော့တွေ့ရတာပေါ့နော်ရွေးကောင်ပွဲကိုပေါ့မဖြစ်မနေလုပ်မယ်ပေါ့နော်အဲ့ဒီဒေသတွေပေါ့အဲ့ဆိုတော့အဲ့ဒီလူမျိုးကျွန်တော်တို့ဒီပေါ့ ဟိုစစ်ကြောင်းထိုးလာတဲ့အချိန်ဒီမှာဒီစစ်ကော်မရှင်တပ်တွေနေနေပေါ့နော်ဒီဘက်ကထိတွေ့မှုတွေတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာတော်တော်လေးကိုအထိနာတဲ့ဟိုဖြစ်စဉ်တွေရှိပါတယ်ပေါ့နော်အဲ့တော့တို့ဒီအဲ့လိုမျိုးအထိနာတဲ့ဟိုဖြစ်စဉ်တွေမှာဆိုရင်တို့ဒီလေရောက်ပစ်ကိုပေါ့ခေါ်ပြီးတော့ကျွန်တော်တို့ဒီဟိုတော်လိုင်းပူပုတ်တပ်တွေကိုပေါ့နော်ဟိုတက်ခန့်ခဲတော့ကျွန်တော်တို့ဒီတွေ့ရတယ် FV5 တနင်္သာရီသူတေသနာအဖွဲ့ရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့စက်တင်ဘာလကတနင်္သာရီတိုင်းအတွင်း ော်လိုင်းရဲတပ်တွေနဲ့ဆရာနာရှင်တပ်တို့ထိတွေ့တိုက်ပွဲ85ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။တိုက်ပွဲအများစုကဒဝဲခိုင်နဲ့ဘိတ်ခိုင်တဲမှာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်ဆစ်ဆိတ်ရှိနေခဲ့တာပါ။အောက်တိုဘာလလဝတ်တာကာလအထဲမှာတော့လေကြောင်းတိုက်ခိုက်မှု9ကြိမ်ထက်မနည်းရှိနေပါဗျ။လက်နက်ကင်တော်လိုက်အစပိုင်းမှာတော့ဆရာနာရှင်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအမိတ်ပေးကုတ်ကဲမှုစနစ်နှောက်နှေးရာကနေပြီးခဲ့တဲ့နှစ်ကစပြီးပြောင်းလဲလာပြီး တိုက်ပွဲဖြစ်နေချိန်လေကြောင်းပစ်ကူပေးတာကအရင်ကထက်ပိုမြန်လာတယ်လို့ရဲဘော်မင်းထက်ကပြောပါတယ်။ဘိတ်ခရိုင်မှတ်တည့်တရင်ကအမျိုးသမီးရဲဘော်တဦးကလည်းစစ်ကော်မရှင်ကရွေးကောက်ပွဲလုပ်ဖို့ကြိုတင်စီစဉ်ထားတာကြောင့်လက်လွတ်ထားရတဲ့နေမျိုးတွေပြန်ရယူဖို့လေကြောင်းကိုပို့တုံးလာတာလို့ရှုမြင်ပါတယ်။အခုကအော်ပို့ပြီးတော့ classic စိတ်ပြန်လာရဲ့အော်ပို့ပြီးတော့ပြင်ထလာရဲ့ပြီးတော့ဘာမဟုတ်တဲ့စခန်းငယ်တဲ့မှာဒီလေကြောင်းအတော့နိုင်ပေါ့နော်။ အမေတို့မျိုးလေးတတိထမိသားရေပေါ့။မပြေလဲဆိုတော့သူတို့ကစည်ကြီးအရာသူတို့ကပါမဲဆိုတော့အသာစည်းယူမယ်ပေါ့လား။စည်ကြီးအရာပါစည်ပြန်မဲ့မြေတွေပြရင်ပြီးရယူမယ်။ပြီးခါကျတော့သူတို့ယူခောက်ပွက်လုံးမဲ့တဲ့စီးစင်တာသူတို့ကလေချောင်းတော့အသုံးနေစီနေပေါ့လား။တနင်္လာရီတိုင်းတဲ့ဆရာနာရှင်တက်ရဲ့လေချောင်းတက်ခတ်မှုရလာတာနဲ့တိုက်ပွဲတွေနေရအနှံ့ပြင်းထန်လာတာရဲ့အကျိုးဆက်အနေနဲ့စစ်ဘေးရှောင်ပြည်သူတွေများနေဆဲဖြစ်ပါတယ်။ FE5 တနင်္လာရီသူတည်တနာအဖွဲ့ရဲ့အစီရင်ခံစာအရ တနင်္သာရီတိုင်းထဲစစ်ဘေးရှောင်8000နီးပါးအထိရှိနေပါတယ်။စစ်ဘေးရှောင်အများစုကဆရာနာရှင်တက်ရဲ့လေကြောင်းရန်လက်နက်ကြီးပစ်ခတ်တာနဲ့စစ်တောင်းထိုးတာနဲ့တိုက်ပွဲတွေကြောင့်နီးစပ်ရာတောတောင်ဥယျာဉ်တွေစီထွက်ပြေးခိုလုံနေရပါတယ်။တနင်္သာရီမြို့နယ်ထဲကတွန်လိုင်းတက်တွေထိမ့်ချုပ်ထားတဲ့နေရာတွေမှာစစ်ဘေးရှောင်နေရတဲ့ဦးဝေတန်းတို့မိသားစုလည်းလေကြောင်းရန်ကိုစိုးရိမ်ကြောက်လန့်တဲ့အတွက်မကြာခဏထွက်ပြေးတဲရှောင်နေရတယ်လို့ဆိုပါတယ်။ ဆရာနာရှင်တက်ကတိုက်ပွဲဖြစ်တဲ့နေရာတွေအပြင်တော်လန်ရေးတက်တွေထိမ့်ချုပ်ထားတဲ့အေးချမ်းတဲ့နေရာတွေကိုပါဘုံကျဲတက်ခတ်လေးရှိတဲ့အတွက်အငြင်းရန်စိုးရင်ထိတ်လန့်နေရတယ်လို့ပြောပါရယ်ဆိုတော့ဒီမှာတော့ဘယ်လိုလဲလိုက်ကျနေရဆိုတော့ကျွန်တော်ဤသူတွေနေရာတော့အငြင်းရန်စိုးရင်ထိတ်လန့်မှုရှိနေရဘောအဲပေါ်ချေလာကျဲမှာတော့ပြည်သူတွေအေးချမ်းနေရတဲ့ရောသူတို့ကျဲနေဆိုတော့လေအဲအဲ့လိုမျိုးစိုးရင်နေရဟောဒီရောရှိရဘောအလီတဲလောတာကျော်တာကျော်ချင်းမော ကျွန်တော်တို့တော့လေရတာကျွန်တော်လည်းချစ်ချစ်ကိုနေထိုင်ရတဲ့တဲ့ရရောဆွေပြောင်းပြီးတော့တဲ့တွေပေါ်မနေဘဲတခြားနေရာတွေကိုဆွေပြီးတော့တော့နေထိုင်ကြရောပေါ့ဒီလိုမျိုးဘုံကျဲတိုက်ခိုက်တာတွေခက်ဆက်ဆိတ်ရှိတဲ့အခြေအနေမှာဒေသခံတို့ကလည်းဆရာနာရှင်တက်ကလေကြောင်းတိုက်ခတ်မှုရှိလာနိုင်ရဲဆိုတဲ့ကောလာဟလသတင်းတွေကြောင့်ကြောက်ရွံ့ထိတ်လန့်ပြီးတိုးတင်တိတ်ဆောင်နေကြသူတွေလည်းရှိနေပါတယ် တနင်္သာရီမြို့နယ်ထဲကတကူကျေးရွာမှာရှိတဲ့မိသက်ယုံဘုံကျဲခံရပြီးတဲ့နောက်ဒီကြောင်တိုက်ခတ်မှုတွေနောက်ထပ်ရှိလာနိုင်တဲ့ဆိုတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်မှာဒေသခံပြည်သူတွေကြိုတင်တိတ်ဆောင်နေကြတာပါတကူကျေးရွာအုပ်စုကကျေးရွာနေပြည်သူတွေအပြင်ဘဝကျေးရွာအုပ်စုနေပြည်သူရာပေါင်းများစွာကလည်းနိစက်ရာကျေးရွာတွေနဲ့တောတောင်ဥယျာဉ်တွေထဲတိတ်ဆောင်နေကြပါတယ် ဆရာနာရှင်တက်ကသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေမှန်သမျှကိုရန်သူလိုသဘောထားပြီးတိုက်ခတ်နေတဲ့အတွက်ပြည်သူတွေကစိုးရိမ်စိတ်နဲ့ကြိုတင်တိမ်းရှောင်နေကြတာလို့ဦးဝေတန်းကပြောပါတယ်။ကျွန်တော်ပြည်သူတွေကိုသူတို့မထောက်ခံအောင်ဆိုပြီးဒေသတွေပေါ့ဘဝတပ်ဖွဲ့တွေထိုက်ချုပ်ထားနေရတယ်မှာပြည်သူတွေအေးအေးချမ်းချမ်းနေတိုင်းနေရတယ်အဲ့ဒီနေရာတွေကိုဒီမှာထောက်ပြီးတော့ပြေးပေါ့ဘယ်လိုပြောလဲဆိုတော့သူတို့မထောက်ခံအောင်ဆိုတော့အော်လည်းကော ိုက်ခိုင်းမဲ့ဆိုပုံစံမျိုးကဒီသူကိုသူတို့ရရှိရသူပေါ့ကွာပေါ်ပြီးတော့တိုက်ခိုင်းနေရောအဲ့လိုမျိုးဖြစ်နေတာတော်ဝါရှူအိုင်းဒေါ်သားတွေစစ်စင်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါနောက်ပတ်တွင်မှလည်းတင်းနေတဲ့အတိုင်းအတွင်းသတင်းတွေကိုဆုံဆုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်